နားဆင်သူပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးဆရာဦးဘိုးကျရဲ့ကိုတစ်ဝတ္ထုစာအုပ်များမှမြို့အုပ်မင်းဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံမြေလက်အရက်မြို့ငယ်လေးတစ်ခုတို့တခါကအမျိုးသားကြောင်ကြီးရှုရန်တွားရည်တင်းမောနေလာကြရာလမ်းတွင်ဘွာတစ်ခုတို့ခိတ္တဆိုင်ကြရည်ကမ်းထိပ်တွင် လူခန့်ခန့်တယောက်က ကာကီပေါင်းမိတို့အင်းကြီးလက်တို့အုတ်ထုံနေအောင်ကမျက်မှန်ဒုတ်ကောက်တို့ကိုဝစ်စင်ကင်ဆွဲကညင်ရဤအနီးတော်ဝိုက်တွင်ရွာသား၉ရောက်၁၀ရောက်မြခြံရံလျက်ရှိတာရီအိတ်အိတ်ရလေးရေဘူးလက်ဆွဲခြင်းစားခြင်းတို့ကိုလည်းမြင်ရဤမပြောခိုင်းအုံသီးခိုင်းတို့ကိုလည်းမြင်ရဤဧကန်ရအစိုးရရာရှိတယောက်ဖြစ်ရမည်ဘာအရာရှိပါလိမ့်တင်းမောမှာငယ်စားနှစ်ထပ်ဖြစ်၏ ဒုတိယခန်းမပါကြီးကုံးဘက်နဲ့ဥကံပထမကန်းသာပါဤကျွန်ုပ်မှလည်းအလောက်ကလေးရှိတည်နေ၎င်းဥကံတွင် စီနေခဲ့၏ကျွန်ုပ်သည်ထိုရာရှိကို နောက်ထပ်မကြည့်ပဲစာကြည့်နေ၏မကြာမီပင်ထိုရာရှိတပည့်နှစ်ယောက်သည်ဥကံတွင်ပစ္စည်းတို့ကိုနေရာချလာ၏မပြောခိုင်အိုးသည့်ခိုင်တို့မှကျွန်ုပ်နားတွင် ရောက်နေ၏ငယ်ဆောင်ကြည့်လိုက်ရာကျုပ်ချင်းကိုလည်းထပ်၍တွေ့ရ၏အင်း သူတို့အစိုးရဘက်ဒီလိုကြီးပဲငပြောအောင်ကျုပ်ဓာရီပဲလုတ်နေတာထင်ပါရဲ့ဓာရီဟာရဲသားတွေကမရှိမဲ့ရှိမဲ့လက်ဆောင်ပေးကြတာတွေပဲမျက်နှာရဖို့ပေးကြတာကြောက်လို့ပေးရတာလေလေပါခြင်းပါမယ်ပဲဟူ၍ထိုတွေ့ရမိအရာရှိကို စိတ်ထဲကဘာတတာရှိသွား၏များမကြမီရှေ့တော်ပြေဖနက်တန်ပြင်းပြင်းကိုကြားရပြီးနောက်ဇပွဲတစ်ဖက်တွင်ပလတိုင်းတစ်ခုကိုစွဲရည်ထိုင်ကြီးကို ရေးရည်မြင်လိုက်၏စိတ်ထဲက ဘာဒါဒါရှိရွေးပင်လှဲ့မေးမကြည့်ပဲကိုစာကိုစိုက်ကြည့်နေလိုက်နှစ်မိနစ်သုံးမိနစ်များကြာတော့ကဟယ်လိုအိုင်းစေအောင်မင်းမင်းနဲ့ကွယ်ဟုအတန်ကြားရာလှဲ့ကြည့်လိုက်ရာအလွန်ကြီးနီးသောမိတ်ဆွေတငယ်ချင်းဖြစ်နေသည်ကိုတွေ့ရတော့ဤထိုတငယ်ချင်းကကောလိပ်ကြောင်းယောက်ကြစားကဘယ်လိုကံဘယ်လိုဖန်တီးတီမသိထိုလူနှင့်အလွန်ရင်းနှီး၍တခမ်းထဲတွင်အိယာရှိနေရ၏ သွားတူလာတူစားတူနေတူမခွဲကြတော့ငယ်ချင်းနှစ်ယောက်ဖြစ်ကြ၏သဘောချင်းပါလေညာအဖြစ်တူ၏မြမစာပေကိုအထုသဖြင့်အတူတူလိုက်စားကြ၏တရင်သာဖက်ဝါသနာရှိကြသည်မကြမီပင်ဆောင်းမများဝင်ရောက်ရေးသားကြသည် ပြင်ပပြင်လင်အစည်းဝေးသို့ရောက်တီကလည်းများ၏တခါတခါဝင်ရောက်ဆွခဲ့ကြ၏ကျောင်းတွင်အသင်မျိုးမျိုးထောင်ရ၌သူတို့နှစ်ယောက်လက်ချက်မကင်းကြဤသို့နေကြရာ 1482ခုတတိမောက်ကိစ္စပေါ်ပေါ်တော့အခါနှစ်ယောက်လုံးပင်ထွက်ခဲ့ကြ၏တို့ရတယ်တလက်အကြာ၌ထိုကျွန်ုပ်ဤတငယ်ချင်းမှာကောလိပ်ကြောင်သို့ပြန်သွား၏သွားရောက်ချင်းကရေးပိုင်တယောက်သမီးနှင့်မိဘများက စေးဆက်ထားရာထိုနှစ်၌ဘီဆောင်ပွဲကို အောင်မြင်မှသာပေးစားရန်စကားတစ်ခုထားရတော်ဟု၏ထိုရေးပိုင်သမီးမှာ ကျွန်ုပ်တို့ကောလိပ်တွင်ရှိ၍ကျွန်ုပ်အောက်တရန်းငယ်၏ကျွန်ုပ်နှင့်လည်း ခင်ဝင်ရင်းနှီးပါ၏၎င်းအမိကမတ်တင်ဖြစ်၏ထိုအရာမှအကြောင်းကြီးကြောင့်ခမည်းမစိတ်လေးလေးနဲ့ပြင်ရခြင်းဖြစ်၏မိတို့ပင်ဖြစ်စေ ထိုတို့ပြန်သွားရသည့်အတွက်ကျွန်ုပ်သည်ထိုတို့အပေါ်တွင်အထင်မြင်သေးခဲ့လေပြီမကြည်မချမ်းရှိခဲ့လေပြီကြောင်းပြန်ရောက်ဘီအောင်အရေးပိုင်သမီးရမြို့ဖြစ်သွားဟုသောတရင်ကိုလည်းကြားခဲ့ရ၏ထိုတို့အထင်မြင်သေးစိတ်မကြည်ချမ်းသည်ဖြစ်လေယခုတွေ့သောအခါကျွန်ုပ်က ခတ်တန်းတန်းမျက်နှာထား၏နေလိုက်၏ထိုမြုပ်က hello i say မိန့်နေကွယ်အစင်တင့်လိုက်တာမိန့်ကိုတွေးကျင်တာအတော်ကြပြီအခုအစင်တင်ပဲလာတွေ့ရတယ်အေးငါလည်းတွေ့ရတာဝမ်းသာတယ်ကွာစိတ်မပါတပါပြောသည်မိန့်စိတ်တဲ့ဘာဖြစ်နေလဲဆိုတာငါသိပါတယ်ကွယ်ဒါကြောင့်ပဲမင်းကိုတွေ့ကျင်နေတာမင်းမြို့ဖြစ်တယ်တို့တော့ကြားလိုက်ပါရဲ့အခုဘယ်မြို့မှာလဲငါအခုမြို့မှာရောက်နေတယ်အခုရွာတွေရမှာအမှုတစ်ခုရှိလို့ စုံလွမ်းရာကပြန်လာခဲ့တယ်။နေပါဦးမင်းမျိုးဖြစ်တာတော့ဟုတ်ပါပြီ။လာကသားဆိုတော့သူများခိုင်းတာလုပ်နေတာပေါ့။ငါနဲ့မင်းနဲ့ငါနဲ့เจ้ามาတော့ငါအပင်ပန်းခံပြီးမြန်မာသားတွေပညာတွေစည်းဝေးလေ့လာခဲ့ကြတယ်။မင်းမာကတော့အင်္ဂလိပ်ဘက်ကဘီလဲအောင်ပြီးပြီအခုမင်းလုပ်နေတဲ့အလုပ်အဲ့ဒီပညာတွေနဲ့ဘာဆိုင်တယ်မင်းပညာတွေမင်းမှန်းမပြောဘူးလားငါတော့နှမျောတာမျိုးကဘာမှပြန်မပြောပြုံးရရေးတာနေဤ အဲ့တော့မင်းကိုငါစိတ်နာတာပေါ့မင်းလို လူတယောက်ကအခါစားတဘာကျွန်လုံနေတာဆိုတော့ခွာမကြဘူးလားမင်းကိုမျိုးအုပ်မင်းရဲ့လို့အဘလောက်အဖိုးလောက်တွေကဝိုင်းရှိကိုဖျားထူးဟိုမပြောတော့အုံးတို့ကျုပ်တို့တထာရေးပြီးမင်းတို့ကယူ အထက်ကအဆူရတွေမျက်နှာရအောင်လို့အခွန်တွေနင်းကန်တောင်းလူတွေကိုဒန်တက်ထောင်ချမင်းကဒါမျိုးတွေတာယာနေတာပေါ့ဟုတ်စစိတ်ပေါက်ပေါက်နဲ့ပြောသည် မျိုးက မင်းကစွတ်စွဲစရာဒါအကုန်ပဲလားဟု ပြုံးရရေးမေးလေသည် မကုန်သေးဘူးမပုံကြီးကြံသေးတယ်လက်စားတာတွေသူများမရမျက်ဤကြမှာကိုမရထမင်းဝတာစင်ဝေးရတာတွေအစိုးရအရာရှိနဲ့တူအောင်တောက်စားမူယူအပျော်လိုက်တာတွေဘာကြံသေးသလဲမင်းကဒါတွေလောကနိဗ္ဗာန်ထင်ပြီးပျော်မြူနေတာပေါ့မင်းမှာငကိုစိတ်ကောင်းအကျင့်ကောင်းရှိတာငါသိတယ်အခုတော့ပြက်ကုန်ရောပေါ့စုပြီးသားပညာတွေပြောက်ကုန်ပြီပေါ့ငါနှမျောတော့ကွယ်တငယ်ချင်းရင် အင်းဒါတွေကမင်းထင်မြင်ချက်ဆိုပါတော့ဘာပဲဖြစ်ဖြစ်ကွာအဲ့ဒီစိတ်မချမ်းသာစရာတွေထားပါတော့အခု9နှစ်6နှစ်ကြာပြီးမှပြန်တွေ့ရတာရှေးပြနောင်ပြဆိုသလိုကြီးကြီးတတအကြောင်းပဲပြောကြပါစို့ကွယ်ဒါကတော့ပြောရပါတယ်ငါကအဖြစ်ကိုပြောပြတာပါနေပါအောင်ဒါဖြစ်မင်းမိမမတ်တင်ကောအခုဒီမြို့မှာပဲလားအေးဟုတ်တယ်မင်းအိမ်ရောက်တော့တွေ့မှာပေါ့မင်းအိမ်ကိုငါရောက်မှရောက်မှာပါမင်းရောက်ရမယ်မင်းငါအိမ်နဲ့တဲရမယ် ။ဘာလို့ဗျာမလုတ်ပါနဲ့။နေရှင်တဲ့အကြောင်းတွေဘက်ကလူနဲ့မြို့မင်းဘယ်ဖြစ်မလဲကွ။ဖြစ်နိုင်တာကိုငါပြမယ်။ဟေးမလုံးနဲ့ကွ။တော်တော်ကြာငါအတွက်ကြောင့်မင်းအထက်ကရာရှိတွေမေးလာဆန်းလာနဲ့ပြီးတော့မင်းရလူကိုထိနေပါအောင်မယ်။မလုတ်ပါနဲ့ကွ။ငါဘာသာငါအေးအေးဆေးဆေးကြောင်းစရာကြီးအိမ်မှာတဲပါမယ်။မင်းအိမ်ကိုတက်တက်လာလေတာပေါ့။မင်းဘယ်မှမတရားဘူးငါးစီမှာပဲတရားမယ်မင်းဆရာကြီးတွေ ကျောင်းကော်မတီလူကြီးတွေကိုငါပြောရင်ပြီးတယ်။အလဲအတော်လာပါလား။နေရှင်နယ်ဘက်ကလူတွေကမင်းအထက်အေးပိုင်တွေမင်းကြီးပြောတာတွေနားထောင်ခြင်းမနားထောင်မှာကွာ။မင်းကလေမထွားပါနဲ့။အေးကွာ။ထွားတာမထွားတာမင်းသိမှာပေါ့။ဘာပဲဖြစ်ဖြစ်ငါ့အိမ်မှာတဲရမယ်။ထိုတို့ညှင်းခုန်ကြတဲ့ပင်ထိုမျိုးတို့တင်းမောဆိုင်လေ၏။ကျွန်ုပ်လာမည်ဟုအကြောင်းကြားထားနှိမ့်၍ကျောင်းဆိုင်ရာလူကြီးများဆရာများလာရောက်ကြိုဆိုနေကြ၏။ တင်မောဆလီမင်းထိုသူတို့တက်လာ၏မြို့အုံမင်းကိုသူ့ထက်ငါအလင် အားတက်သည်ရနှုတ်ဆက်ကြ၏ပြီးမှကျွန်ုပ်ကိုနှုတ်ခွန်းဆက်၏ကျောင်းဥခရာကမြို့အုံမင်းမှာဟောရာကျွန်တော်တို့အမျိုးသားကျွန်တော်သိပါတယ်ကျွန်တော်နဲ့အကြောင်းတွေပဲငယ်ချင်းပဲအခုတင်မောပေါ်မှာရန်တော်ဖြစ်လာကြသေးတယ်သူ့ကိုကျွန်တော်အိမ်မှာတဲဖို့ပြောပြီးပြီဟင်ကျွန်တော်တို့လည်းပြင်ဆင်ထားတာပဲနှုတ်ပင်မဲ့မြို့အုံမင်းကဆိုရင်ဘာဖြစ်ဖြစ်သဘောရှိပေါ့ဗျာ ထိုကကျွန်ုပ်တွေးလိုက်ဒီကတွေးရတဲ့အကောင်ငါ့ကိုကြော်ပြီးသူ့ကိုအရင်နှုတ်ဆက်ကြတယ်ပြီးတော့လဲအင်မတန်မြင့်မြတ်နုံနုံခင်ခင်မင်မင်ပဲပြီးတော့မြို့အမင်းသဘောအတိုင်းပေါ်တဲ့ဒါအတော်ထူးတာပဲအင်းဒီအကောင်တော့တခုခုတော့လှုပ်ထားပြီးတင်တယ်နောက်မှစုံစမ်းကြည့်ဦးမယ်ဦးတွေးပြီးနောက်မြို့အမင်းအိမ်တို့လိုက်သွားရလေဤအိမ်တွင်မြို့အမင်းကတော့မတ်တင်နေချစ်ခင်ရင်းနှီးစွာနှုတ်ခွန်းဆက်တာစကားနီးပြောရ၏ နောက်တနေ့ကျောင်းဆစ်ပြီးနောက်ဆရာကြီးတို့လက်တို့ခေါ်ရေးမြို့အမြင့်ကျောင်းစုံစမ်းရဤ၎င်းဆရာကြီးကကျွန်ုပ်ဤတပည့်ပန်းဖြစ်ဘူးဤဆရာကြီးပြောပြချက်တို့ကအောက်ပါအတိုင်းဒီဒီမြို့အုပ်အကြောင်းလားဆရာဟာလူထုပဲသူမှမြို့ချစ်စိတ်ရှိတဲ့လူတော်ကောင်းပြသူအစိုးရဝတ္တရားလဲတကွက်မှမပြတ်ဘူးသူများအကျိုးလဲတိတ်ဆောင်တာပဲဟောအခုဒီမြို့သားเจ้าဟာအရင်က ပြက်မလို့ဖြစ်နေတော့သူရောက်လာတာနဲ့သူပြန်ပြီးထူထောင်တာပဲဆိုပါတော့ဗျာသူတော့မကဘူးမင်းဆိုတော့ဩသာရှိပြီးကလားမြို့ပေါ်ရွာပေါ်ကလူတွေက သူကဆိုရင်လိုက်ကြလှုပ်ကြရတာပေါ့ဗျာအဆုံးမှာတော့ဒီเจ้าဟာသူ့ကိုအားကိုးနေရတာပဲဗျပြောရအောင်မင်းသူအကြောင်းပြောရမှာလက်ဖက်ဆိုင်ရတဲ့ထက်မိန်သေးတယ်သူဒီရရောက်လာမှ လူစိုးတခုမရှိတဲ့လောက်ပါပဲခင်ဗျသူအုပ်စိုးပုံကတဲဟုတ်တကူ ညီးကြရင်ကျိတိမ်မွေ့တယ်နက်နဲတယ်အကျိုးထိရောက်တယ်ဥပမာတရားကို130အလုံးမရှိကြော်စောတွေကိုရှာပွေဖမ်းစီးတယ်ဖမ်းတာက သူများလိုထောင်ချဖို့မဟုတ်ဘူးသူကအလုရှာပေးဖို့ဖြစ်တယ်ကျွန်တော်တို့ဟိုထောင်ပိုင်ကဥညိုကြီးဆိုတာလူစိုးပေါ်တပြားကြီးပေါ်ဟောမြို့မင်းကသူ့ကိုခေါ်ထားပြီးလက်ဖဲဆိုင်တယ်ပေးတယ်မြို့မင်းကိုယ်တိုင်ငွေ150စိုက်ပေးတယ်ဆိုင်ကိုလည်းသူကိုယ်တိုင် ကြီးကြက်ပေးတာပဲ တူတူပြောမယ်ဗျာမနဲ့ချမ်းညချမ်းမျိုးအမျိုးကိုယ်တိုင်လာလာပြီးလက်ဖက်ကြီးဖြော်နီးတော့ပြပေးတဲ့လူစီလိုက်တာဆရာရဲ့အနာကကလားဆိုင်နေတရုတ်ဆိုင်နေတော့ပြုတ်ကုန်တာပဲမျိုးကြီးတော်မကဘူးစိုးတည်နေတဲ့လူ၃၄ယောက်လည်းဒီဆိုင်ရောက်ပြီးအင်မတန်တေတေဝဝဖြစ်ပြီး အခုအားလုံးအိမ်နဲ့ယာနဲ့ချမ်းသာလို့ပါကလားအဲ့ဒါမကသေးဘူးမျိုးကြီးတို့ ကျွပုံက အခုမစိုးတဲ့အပြင်ဖရာရင်တရားရင်နဲ့ဝေအတင်းတစ်ခုထောင်းတဲ့ ညာတိုင်းဟောဟူမြို့လယ်ကဓမ္မယုံမှာပြိတံမဆဲဘူးဗျလူစိုးတခုဓမြတွေဥပါဒကဖြစ်ကုန်တာမထူးပါဘူးလားဆရာရဲ့ဒီပြင်ကြံတဲ့ပေတေလူတွေလူလီလီလင့်တွေကိုလည်းတင်ဂျုံဖမ်းပြီးအထက်အကျောက်လှောက်ရှာပေးတယ်အချိုးလဲစပားဆက်တဲ့ရောက်တယ်အချိုးလဲသူ့ယုံမှာတော့ဟိုဟိုဒီဒီပေါ့ဗျာနေရာချပေးလိုက်တာအချိုးမင်းတွေကသူတို့အစိုးရဥပဒေအရဆိုပြီးဒီလိုလူသားတွေကို ဖမ်းချုပ်ထောင်ချတယ်ဒါပဲတက်တယ်ဟိုညိုကြီးတို့လိုလူကတော့ထောင်ကြပြီးတာခုနှစ်ခါရှစ်ခါတည်းမနေဘူးဖြုံတော်မဖြုံဘူးအိုးတော်ဆိုးလာသေးဟောအခုမျိုးမင်းနဲ့တော့ဟေ့ညိုကြီးမင်းမဆိုးရင်တက်ပြစ်မယ်ဆိုရင်တော့အသေးခံမဲ့ဘဝရောင်းနေပြီဆရာမျိုးမင်းမရောက်ခင်ဒီမျိုးကလူငယ်လူရွယ်တွေဟာအားလုံးတဘိုးကြီးပဲဆရာကြီးညနေပဲဘုံစရောက်တရှိသမျှလေးဝဲလက်ဖက်ရည်ဆိုင်ထိုင် ဖြင်းစုပြောအဖြင်းစုလို့ဈေးပြန်တွေကိုမျက်စိရတာခံပြီးပိုးမဟာတရားတွေပြောပြောင်းလောင်းညအခါအတန်ဆိုးနဲ့အတန်ပြဲကြီးနေနဲ့ရွာရုပ်ကိုပေါက်လျှောက်ပြီးတချင်းဆိုဟားတိုက်ရန်ဖြစ်ခိုးဆိုးတိုက်အဲ့ဓာတွေနဲ့အချိန်ကုန်တာပဲတယောက်မှအကောင်းမရှိဘူးဗျမောင်မင်းကြီးသားမျိုးရောက်လာလို့သုံးလီလာကြတယ်စားဖက်အတင်းတစ်ခုဖွင့်တယ်ဒူကရိုင်းငွေ300ကျက်ထုတ်ပြီးစားအုပ်စားတမ်းဝယ်ပေးတယ် တရင်သာမကသိန်းရှားနေဝယ်ပြီးတယ်ဈေးနာကအခန်းတစ်ခုငှားပြီးပြိတ္တကတိုက်လှုပ်ထားတယ်အခုလူငယ်လူရယ်တွေအဲ့ဒီရောက်ကုန်ပြီစာဖက်ဝါသနာမှာပါတဲ့အကောင့်တွေလည်းမျိုးကိုကြောက်တာနဲ့သွားဖက်ရတာပဲအဲ့ဒီအတင်းတိုက်မှာစကားပြန်ပွဲအဟောပြန်ပွဲမကြောက်မကြောက်လှုပ်ပြီးတယ်မျိုးရဲရွာတဲ့ညမာစာမတက်သူတွေရာဇဝင်တက်သူတွေပြိတ္တကတက်သူတွေစေးတက်တက်သူတွေအဲ့ဒီကျွမ်းကျင်တဲ့လူတွေကိုမကြမကြဟောပြောစေတယ်ပြီးတော့ရှီသေးတယ်ဗျာစင်းရဲတဲ့ကလေး အချိန်လွန်တဲ့လူကြီးအဲ့ဒီလူတွေအတွက်အဲ့ဒီအတင်းယုံကြီးမှာပဲအခလွတ်ညာချောင်းတစ်ခုဖွင့်ထားတယ်မြို့မင်းကိုတိုင်အင်္ဂလိပ်စာတစ်ချိန်ယူတင်တယ်မိန်းမတွေလည်းကောင်းကောင်းမနေရဘူးဆရာ သူ့မင်းကတော်ကလည်းဘီရီကိုပြသူတို့နတ်ဖတ်တာပဲဆရာမိန်းမတွေအလုပ်ရဖို့စစ်လိုက်ခုံထောင်စီတယ်ပန်းတို့ဇာတို့ပန်းကင်လို့ရက်တောင်လို့ဟာစုံလို့ပါပဲဗျာအခုတော့တမျိုးနယ်လုံးတနယ်လုံးလက်ပြပါပဲဆရာရဲ့ လက်ဦးတော်အထက်အစိုးရအရေးပိုင်တို့ဘာတို့ကသူ့ကိုတမျိုးထင်ပြီးမတင်ငါလို့စုံစမ်းနေတခါကအရေးပိုင်ကိုယ်တိုင်လာပြီးဘိုးထဲမှာသူ့ကိုခေါ်မိတယ်ကျွန်တော်တို့လည်းအမတ်တမဲလိုက်သွားပြီးဘိုးယုံအောက်ကခြောက်နားထောင်နေတယ်ဟာဘာပြောကောင်းမလဲအရေးပိုင်ကို तू ကတရားဟောလွတ်လိုက်တာပေါ့အပြောကလည်းကောင်းတယ်ဆရာကြီးခမရအင်္ဂလိပ်အစ်စ်အရေးပိုင်တဲ့ तू ကအင်္ဂလိပ်စကားပြောကောင်းနေသေးတယ်နောက်ဆုံးတော့အရေးပိုင်အကြီးလဲသွားတာပေါ့ ခုသူ့နီးတွေအတူခိုးပြီးကောင်းကြောင်းနဲ့ဒီပြင်မျိုးတွေမျိုးကျုပ်တွေကိုလည်းပြောဆိုတယ်ထင်ပါရဲ့ဗျာဒီမျိုးဟုတ်ပါလူထုဗျာစင်းရတဲ့လူမျက်နာမရှိတဲ့လူကိုပို့ပြီးအရေးလုပ်တယ်ဥပမာမတာအတုပရှိရင်မျက်နာကြီးတဲ့တွေကဆိုရင်တော်ယုံပဲဝိကုံကြေကုံလောက်တွားလိုက်တယ်ဟောစင်းရနံပါတ်တဲ့လူဆိုရင်တိတိမတိတိရောက်အောင်စူးစမ်းတွားတယ်တွားရုံမကဘူးလူကိုယ်တိုင်မတာရှင်လုံနေတော့တာပဲလူပိုစီတာပေါ့ဗျာ အလူတန်းအခမ်းနာမှာ သူမပိုင်မပြီးဘူးတခါကဆရာကို ပြကျင်တယ်ဟိုเจ้าနာက ရှင်ပြုတ်တခုမှာတရားနာပြီးလို့ရေစက်ချမယ်လို့တော့မြို့အိုရောက်မလာသေးတာနဲ့အလူရှင်ကရေစက်မချဘူးဆိုင်းနေတယ်အလူရှင်ရောဘုံကြီးတွေရောပေးတွေရောအကုန်စောင့်နေကြတယ်ဒီတော့မှသူ့ကိုမရမကအမြန်သွားခေါ်လို့ရောက်လာမှရေစက်ချတယ်အဲ့ဒါသာကြည့်တော့သူ့စီကိုအမှုမျိုးစုံရောက်တယ်ဆရာကြီး အစိုးရနဲ့ဆိုင်တဲ့အမှုကိုပြောတာမဟုတ်ဘူးဂုံဂုံပြောမယ်သမီးစားကိစ္စတောင်သူ့စီရောက်တယ်ဘာကြားသေးလိမ့်လဲဟိုဇီးနာကကြံရောင်းတဲ့မဲမုံရဲ့သူ့ရီးသားတာဤကသူ့ကိုဖျက်ထားလို့တဲ့အဲ့ဒါမဲမုံကမျိုးစီသွားပြီးငိုတိုင်စတဲ့မျိုးကတာဤကိုခေါ်ပြီးအောင်သွဲလှုပ်ပြီးလိုက်ရသေးတယ်အခုသူတို့လင်မယားဦးမျိုးနေကြတာပေါ့ဗျာမျိုးရေးရွာရေးမှလည်းသူလိုက်လို့ရင် အောင်မြင်တာပဲသူကကောင်းထားတော့ငွေကြီးဆိုတာ တရားဆိုလဲချက်ချင်းတထောင်ဆိုလဲချက်ချင်းရတာပေါ့ဝါဝင်ဝါထက်တကြံအခါကြီးနေကြီးရများမှာဆရာကိုပြကျင်နေလာလာပြီးကတော့ကြတာတွေအဝေစာအတိနံမျိုးစုံပါပဲဗျာအဲ့ဒီအစမတန်ရတာတွေကလည်းနည်းနည်းပါးပါးသာခြံထားပြီးဆွဲနံပါတ်တဲ့လူတွေကိုအကုန်ပြစ်ပြတာပဲဆရာကြီးမနေ့ကဒီမျိုးနှမ်းစိလူလို့ဆိုလားအထက်ကအစိုးရကနေပြောင်းဖို့စီမံတဲ့ဒီအကြောင်းလဲကြရော ဟာဘာပြောကောင်းမလဲ မြို့ရောနယ်ရောကဘာပြတ်တယ်လို့ပါပဲဗျာတခါတည်းလူစုပြီးလူတစ်ထောင်လောက်ရှိပါလိမ့်မယ်အေးပိုင်တွေတွားကြတာပဲဘယ်ကလျှောက်လာတွေလုံနေမလဲမဆက်နဲ့ဝိုင်းပြောကြတာပဲအချို့စင်းရတဲ့လူတွေမိမတွေကငိုတောင်တောင်းပန်ကြတယ်အေးပိုင်လဲတန်ကအာဖះမဆန်သာဆိုသလိုပဲမပြောင်းဖို့စီမံလိုက်တဲ့လို့ဗိမဲ့တနေ့နေ့တော့ပြောင်းရမှာပဲတဲ့အဲ့ဒါကို အခုမြို့နယ်ကစီမံထားတာနောက်တစ်ခါပြောင်းရမယ်ဆိုရင်မင်းကြီးအထိဘင်းကန်အထိ လူတက်ချီပြီးတွားတောင်းပန်ကြမလဲမရတဲ့အဆုံးကြရင်မြို့အလုတ်ကထွက်စီပြီးသူတို့မြို့မှာထားမလဲအရက်ကကြီးကွဲငွေစုပြီးအစိုးရကပေးတဲ့လာကစားတဲ့နှစ်ဆပေးထားမယ်လို့စီမံကြတယ်ဗျာဒါဟာကြွားတာမဟုတ်အေကန်လောက်ကြမှာပဲအဲ့ဒါပဲဆရာရဲ့ဒီမြို့မင်းအကြောင်းပြောလို့မကုန်ပါဘူးအရင်အမတဲကတူတာပါပဲဗျာတို့ကကျွန်ုပ်အေးတာတို့ကွယ်တာတို့မင်းလည်းပြောပြတဲ့အတွက်အင်မတန်ကျေးဇူးတင်တဲ့ကွယ်ဆိုရင် ပီတိဖြစ်က9မိနစ်မြငြိမ်သက်၍နေကြရ၏မျိုး၏အိမ်တို့အရောက်ထမင်းစားတော့ပြီးကြပြီးနောက်မျိုးကတော်မတ်တင်ကကိုင်းဆရာကြီးရှင်းတငယ်ချင်းကတော့တစိ့ပြောခဲ့ဦးမှမကောင်းတာတော့လောက်တာမဟုတ်ပါဘူးတို့ဝိမဲ့တစိ့လွန်နေထင်းနေလာက200ကျက်250ကျက်ရတယ်ပေးကမ်းပြတာလဲတလောက်ပဲဂျမမာဘာလို့ရတယ်လဲသိလားကိုမိပါစီကတလက်သူမိပါစီကတလက်တလောက်ကို200ကျက်300ကျက်ဆိုလို့ တောင်းသုံးနေရတယ်။ဘာကောင်းလို့နှုတ်လို့မိပါများအတန်ကျေဝကြ၏။ဘေးပြစ်ပုံပြောရအောင်မယ်။ရုံးခွေမှာတချို့အပြည့်ရှိတဲ့တရားခံဒဏ်တက်လိုက်ကြရောဆင်းရဲလို့မဆောင်နိုင်လို့ထောင်ကြရတော့မယ်လို့သားမယားဆွေမျိုးမျိုးဝါတွေကဝိုင်းကိုကြရောဟောရှင်းတငယ်ချင်းရုံးမင်းကတစ်ဖက်လက်နဲ့ငွေကြိတ်ပေးလိုက်ပါရောရှင်။အဲ့ဒီငွေနဲ့ဒဏ်ဆောင်ပြီးသွားကြတာ။တချို့လဲထောင်တန်ထိုက်လို့ထောင်ကြလိုက်ရောကြံရစ်တဲ့ ဒါမယားမှာဘာမှမလုတ်စားတဲ့ဖြစ်နေရောအဲ့ဒါသူကြားရင်ဈေးထောက်ထားတယ်ဒီလိုကြီးပေးနေတာအခုအထိ၄၅ဦးရှိတယ်ပြီးတော့ရှိသေးတယ်သူတော်သားရင်အဝတ်စားများများစားစားမပေးလိုက်ဝင်ဘူးများများပေးလိုက်ရင်တော့မှပြည့်ပြည့်ခဲ့တာနဲ့ကုန်တာပဲတခါကဆောင်းတွင်းကြီးမှာသားတဲ့မိတယောက်ကလေးကိုလုံအောင်ပတ်စရာအင်ကြီးဝင်းမရှိတာတွေ့လို့တယ်သူ့အပေါ်အင်ကြီးချွတ်ပေးခဲ့တယ်အဲ့ဒါလမ်းမှာအေးမိပြီးခုနှစ်ရက်လောက်ခံလိုက်ရသေးတယ်အဲ့ဒါသာကြည့်တော့ရှင် ။ဘာကြသေးသေးလဲ။နောက်လာကပဲတော့မှအမှုတစ်ခုသွားစုံစမ်းတော့တယ်။တက်တည်ခံရအောင်လာတဲ့မိမပြူနှစ်ယောက်ကအင်းကြီးလုံအောင်မဝင့်နိုင်လို့ထမင်းရေရှားပြီးတပတ်စုပ်ချုံပြီးလာကြတဲ့။အဲ့ဒါသူစီရေးကို ထမင်းနဲ့တည်းအင်းကြီးနဲ့တည်းဆိုင်မှာဝဲစီပြီးကြိတ်ပြီးခဲ့တဲ့။အခွန်တော်တောင်းခံတဲ့နေရာမှာလဲသူ့နာမည်အကောင်းဆုံးပေါ်ရှိဘဲနဲ့မကောင်းမဲနေမလဲ။သူကစိုက်ဆောင်တာများနေတာကိုရှင်။သူကြိုင်တွားကြည့်လို့အဟုတ်စင်းရတာတွေ့လို့ရင်လွတ်တင်လွတ်ခဲ့တယ် ရှော့တင်ရှော့ခဲ့တယ်။စိုက်ပြီးတင်ပြီးခဲ့တယ်။ထို့ကကျွန်ုပ်ပြောင်းလောင်လူ၏ပြုံးလျက်နို့ဘေးနာက လော်ဘီကလက်ကလေးများမရဘူးလားဗျ။ထို့ကမင်းကတော်ဒီဟဲ့ပပက်ရဲမော်ကြီးဟေးတာတော့ကြီးဟိုရေချိုးကန်းဘေးနာကငါဖြုတ်ချတာလေစိုင်းဖို့ယူခဲ့စမ်းကွယ်ဘူး။စေလိုက်ရရောက်လာတော့ကကိုင်းလက်ရသလားမရဘူးလားအဲ့ဒီစိုင်းဖို့ကသာကြည့်တော့ဘူးလေ။ဆိုရိတ်ကျွန်ုပ်ရှိစိုင်းဖို့ကိုတွန်းပြ၏။စိုင်းဖို့တွင် နောက်ခွေးလေကမှ အခွင့်မရှိရမတက်ရဟုရေးသားထားသည်မတ်တင်ကဆက်၍အဲ့ဒီဆိုင်မုတ်ကိုကျမကယွန်းယွန်းရှိတာနဲ့ဖြုတ်ချပြီးတော်ရမှာထိုးထားလိုက်တာကျမလည်းဒါမျိုးဝါသနာမပါပါဘူးအရက်ကမေတ္တာရှိကြလို့လက်ဆောင်တွေပါတဲ့အများကြီးပို့ကြတာအဲ့ဒါရှင်းတဲ့ငယ်ချင်းကအဲ့ဒီလက်ဆောင်တွေထဲမှာမယိုးသားတဲ့လက်ဆောင်တွေပါမှဆိုးလို့တဲ့မကြမကြလာစစ်တယ်တခါကကျမစိတ်ပေါက်ပေါက်ရှိတာနဲ့ရှင်ကကျမကိုတလောက်တောင်ထင်သေးသလား ဒီလိုနေရာမျိုးမှာရှင့်ထက်ယွန်သေးတယ်လို့ခက်ဆက်သက်ပြောပြီးအခုတော့အမေးအမြန်းမထူတော့ပါဘူးအဲ့ဒါပဲရှင့်တငယ်ချင်းကိုနည်းနည်းပြောပြပါအောင်ရှင်ကျွန်ုပ်ထုံမျိုးမှာမထွက်ခါမီတညတွင်အဆိုပါသတင်းစာအသင်းကကမကထပြု၍ကျွန်ုပ်ဟောပြရန်စီမံရ၏ထိုစကားဟောပြောပွဲသူအမျိုးသားចောင်းဆိုင်ရာလူများမျိုးကြီးတို့ဝေအသင်စာဘက်အသင်စသည်ဖြင့်မိမယောက်ျားများစွာလာရောက်ကြ၏မျိုးဦးမင်းမှလည်းကျွန်ုပ်အနီးနားတွင်ထိုင်နေ၏ ဟောပြောခြင်းကာလ၌ကျွန်ုပ်ကပညာရေးစီးပွားရေးကြီးပွားရေးမှစ၏မျိုးစုံဟောပြောပြီးမှညီကုန်းချုပ်ပြီးကယခုဤမြို့သို့ရောက်မှကျွန်ုပ်၏မိတ်ဆွေမျိုးအမင်းဂုံတေတို့ကိုတီးရပါတော့သည်ထိုကမျိုးကမပြောစီလိုကြောင်းလက်ကပြ၏ကျွန်ုပ်ကဆက်၍ပြောသွား၏ထိုမျိုးအမင်းကရှိမှုနေရန်လိုမည်မထင် လူတိုင်းတည်ပြီးပြီဖြစ်ပါသည်အထူးကကျွန်တော်သည်ထိုမျိုးအမင်းအားမနောကံဖြင့် ြင်မာမိသောအချက်များရှိပါသည်ထိုပြင်မာချက်များကို သူထံတွင်တောင်းပန်မိဟုကြံထားပါသည်ယခုကကျွန်တော်၏ပြင်မာချက်ကြီးလေသည်ဖြင့်ပြိတဲ့ဆောင်သာရှိမှတောင်းပန်လိုပါသည်ထိုကမျိုးမင်းသည်ရုပ်ဖြောက်ထွက်သွားလေပြီပရမအချက်ကကျွန်တော်တို့မှလွန်ရင်းနေသော ကောလိကျောင်းတွေပဲဖြစ်ကြပါသည်တပိတ်မောက်စင်ကအတူတူထွက်လာပြီးမှသူသည်ကျောင်းသို့ပြန်သွားလေသည်ဖြင့် သူ့အပေါ်အထင်သေးက၎င်းလူလူညာပဲဖြစ်မှတ်မိခဲ့ပါသည်တင်းမောပေါ်၌တွေ့စဉ်ကလည်းဒီလူမျိုးအစိုးရဘက်ရောက်မှာပဲ၎င်းလူတွေပါဟုယူဆကကျွန်ုပ်ဆရနှုတ်မဆက်ပဲခက်တန်းတန်းနေခဲ့မိပါသည် ယခုဤမျိုးတို့ရောက်မှသူရဲ့ကြောင့်သိရပါသည်ကျွန်ုပ်ပြမာခဲ့မိသည်လို့ကိုစုံရရှိတွင် တောင်းမှန်ပါသည်ဒုတိယအချက်ကကောလိပ်မှာရှိစဉ်ကဒုတိယမြမစာပေလိုက်စားကြပါသည်တင်းမောတွင် ရှားခဲ့တဲ့ပညာမြို့မင်းအလုံးနဲ့ဘာဆိုင်တယ်လဲငါမင်းပညာတွေနှစ်မျိုးတကွက်စသည်ဖြင့်အထင်မှ ပြင်မမိပါသည်ယခုသူ့အိမ်တွင်စာအုပ်မျိုးစုံဗီဒီယိုကြီးငယ်အပြည့်ရှိ၍စာကြည့်လျက်ရှိနေသေးသည်ကို တွေ့ရသဖြင့်ကျွန်တော်တောင်းပန်ရပါသည်တတိယအချက်ကအစိုးရအမှုတန်းမြို့အုပ်မြို့ကျုပ်တို့မှ အများအပြားမင်းမှန်တက်ကတောက်စားပြောပါကစားအကျင့်ပြက်ဒီကများပါသည်ယခုမိတ်ဆွေမျိုးမင်းကလည်း ဤကဲ့သို့ပင်ထင်ခဲ့မိပါသည် ယခုမဟုတ်ယုံသားမကမြို့ရွာနေပဲစီကားချမ်းသာအောင်ပြုမှုဆောင်ရွက်လေသည်ဖြင့်တောင်းမှန်ခြင်းကိုပြုပါသည်စရုဋ္ဌအချက်ကပညာရှိသူတော်ကောင်းပုဂ္ဂိုလ်တို့မှတကူအာနာရလေလေသူတော်ဘအကျိုးဆောင်ရွက်နိုင်တယ်လေဖြစ်ပါသည်အစိုးရနှင့် တိုင်းသူပြည်သားတို့သည် တစီဝါရဲဖြစ်ပါသည်ပူလင်လည်းအတူအေးလျင်လည်းအတူဖြစ်ပါသည်ယခုမြို့အမင်းစီမံချက်ကိုပညာရှိသော ရေးပိုင်မင်းကြီးများကလည်းသဘောကျသည်ဟုကြားသိရပါသည်။၎င်းနည်းကိုအခြားအရာရှိများကို အတူယူရန်အားပေးသည်ဟုကြားရသဖြင့်ဝမ်းမြောက်လာပါသည်။ဆောင်ရွက်ကြရာတွင်လူသည့်နတ်သည့်ကြော်ကြားသူများလည်းရှိပါသည်။လူအများမသိပဲကိုကျိုးစွန်၏ဟုတ်အပတ်ထိရရဆောင်ရွက်နေသူလည်းရှိပါသည်။ယခုမျိုးမင်းမှာ နောက်လူစားမျိုးဖြစ်ပါသည်။ကျွန်ုပ်တို့မှာအရရက်တို့ ရှောင်းရီ၎င်း၊တရင်းစာတွင်ပါရီ၎င်း၊လူတိများပါသည်။ယခုမျိုးမင်းမာကကြိတ်၍အလုလုနေသည်ကိုဤနယ်တနေတွင်သာတိပါသည်။သို့တော်လည်းကျွန်တော်တို့ထက် သူကပုံမောလုတ်တွင်ကျေအရာရောက်နေပါသဖြင့်ဂျေစုတင် ဝမ်းမြောက်လာပါသည်။ဤသို့ဂုံဂျေစုနှင့်ပြည်တော်သူအားပြင်မာမိသည်ကို တောင်းမှန်ပြီး၍ယခုမျိုးနယ်အားတောင်းမှန်လူတိများမြန်မာနိုင်ငံတွင်ဤမျိုးအုပ်မျိုး အလွန်လိုသောနေရာများစွာ တွေ့ကြရပါသည်ဤမြို့နယ်သဘောထားကြီးကြီးထားစီလိုပါသည် နောက်တစ်ကြိမ်မြို့အမင်းနေပြောင်းရမည်ရှိသောအခါမကန့်ကွက်ပဲအခြားနယ်သို့ရောက်သွားခြင်းကို ကြည်ဖြူကြစေလိုပါသည် ထိုအခါပြည့်တဲ့လှုပ်လှရရဖြစ်သွား၏အခြားမြို့ရွာကိုလည်းဂူနာထားကြပါမိတို့မြို့နယ်ကြီးဝါလာသလိုအခြားဆင်းရဲအောက်ကြသောမြို့နယ်များကိုလည်းကြီးဝါစေနိုင်ရန် စေနာထောက်တော်မူကြစေလိုပါသည် ဥပမာဝေဒန်တရားမင်းကြီးတီမိုးခေါင်ငတ်မှုနေသောကလင်ကရာဇတ်ပြည်သို့ဆင်မြူတော်ကိုလူဘူးပါသည်ဤမြို့ကလည်းဖျားလောင်းသဘောပိုက်၏မြို့အမြင်ဆင်မြူတော်ကိုမိုးခေါင်ငတ်မှုသောနယ်တို့ကိုလူတန်းစီလိုပါသည်ဆုတောင်းမိပါသည်လူတန်းရန်မတွန့်စီလိုကြောင်းလေးနက်စွာတောင်းမှန်ပါသည်ခမည်းမပြန်မီတနည်း၌ကျွန်ုပ်တို့နေရောက်အိမ်ရှိကန်းတွင်စကားပြောကြ၏ကျွန်ုပ်ကစား၏အစည်းအဝေးပွဲမှာငါတောင်းပန်တော့မင်းဘာလို့ထပြေးတယ်လဲ ကြချင်လို့ပေါ့ကွာပြီးတော့လိုလဲမလိုပါဘူးဘာဖြစ်လို့မလိုလဲကွာငါကမိကိုပြင်မမိတာပဲမင်းပြင်မတယ်ဆိုတာကျူးလွန်လို့တဲ့စင်တာမဟုတ်ပါဘူးငါအဖြစ်ပြက်ငါအချင်းတွေကဂျီလိုအချင်းလဲစရာဖြစ်နေတယ်မင်းဖွင့်မပြောပြင်မဲ့မင်းစိတ်ထဲဘာရှိတယ်ဆိုတာငါသိပါတယ်ဟိုတပိတ်မောက်ပြီးကြောင်းပြန်ဝင်ရတဲ့နေ့ကစားပြီးငါတနေ့မှ စိတ်လက်မချမ်းသာပါဘူးနှုတ်ပေမဲ့ငါသဘောကိုမင်းသိတဲ့အတိုင်းပဲဖြစ်တယ်များအကြောင်းအကောင်းကြီးပဲဆိုပြီးငါရတဲ့တကူကို အသုံးပြုပြီးတက်နိုင်သမျှဆောင်ရွက်ခဲ့တာပဲ။ဒါနဲ့ရင်းနှီးတဲ့သားမယားမိဘဆွေမျိုးအားလုံးတည်ကုန်ကြပါပြီ။မင်းတယောက်ပဲကြံတယ်။ဒီနေ့နေ့မင်းနဲ့တွေ့ရင်ငါအပေါ်မမှန်တဲ့ဟာတွေရှင်းသွားရင်ငါသိပြောတာပဲ။ဒါကြောင့်လဲမင်းနဲ့တင်မပေါ်မှာတွေ့တွေ့ချင်းမင်းနဲ့တွေ့ချင်းတာကြာပြီလို့ငါဆိုတာ။အဲ့ဒီဒိဗ္ဗေအခုတွေ့ရပြီရှင်းပြီငါသိပြောပြီ။မသိနေအောင်ဆရာကြီးမင်းလို့ဆရာတွေအများကြီးရှိသေးတယ်။အခုမင်းလို့လူတယောက်အသေးမခဏနိုင်ဘူးမောင်ကြီး မင်းတို့မှာတကူအာနာအထိုက်လျောက်ရှိတော့အဲ့ဒီတကူကိုသူ့အကျိုးကိုအကျိုးပြီးအောင်ဆောင်ရွက်နိုင်တာလိုရင်းပဲကို့အထက်ကအစိုးရလည်းကျင်းတဲ့အများလည်းကျင်းတဲ့ကို့ကိုယ်တိုင်လည်းကျင်းတဲ့ဆိုတော့အကောင်းဆုံးပေါ့အဲ့ဒီတော့နောက်တစ်ခါနေပြောင်းရမယ်ဆိုရင်မင်းကိုယ်တိုင်ကပါပြီးပြောင်းလိုက်မှာပဲမင်းပြောင်းရလေလေအများကျိုးရှိလေလေနေမှာပဲငါလည်းဒီလိုကြံထားတာပဲအခုရေးပိုင်မင်းလည်းငါ့ကိုလူစိုးတစ်ခုပေါ်တဲ့အရက်စင်ရအောင်ကြတဲ့အရက်ရွေးပို့မယ်လို့ကြည့် ပြောနေတာပဲငါကတော့ဝမ်းတာပါတယ်ဒါပေမဲ့တစ်ချက်တော့ရှိတယ်ကွမတ်တင်ကငါတနာတယ်သူတို့မိမဆိုတော့ပစ္စည်းဥစ္စာကြော်ရကြမှာပဲကွဒီလောက်လည်းမဟုတ်ပါဘူးကွာမတ်တင်လည်းဉာဏ်ပညာသေးတဲ့မိမမဟုတ်ပါဘူးပစ္စည်းဥစ္စာပေါ်မှာကြီးလူတို့ချမ်းသာမှုတီးမနေပါဘူးသူလည်းတို့အတိတ်တလောက်သိတာပဲပြီးတော့လဲမင်းတို့နှစ်ဖက်စလုံးဟာစင်းတောင်းစင်းရဲမှမဟုတ်ပဲလားကွဒီတော့ကိုလှုပ်ချင်တဲ့အလုပ်ကောင်းတစ်ခုကိုလှုပ်ရတာဟာချမ်းသာကြီးတစ်ခုပေါ့ကွယ် ဒါတော့ဟုတ်ပါရဲ့။နှုတ်ပင်မဲ့ငါတို့လင်းယောက်ျားရဲ့ဝိတရားတော့ပြတ်တာအမှန်ပဲ။ဒါကတော့မတင်ကျင်နေရင်ပြီးတာပဲ။သူကအခုမင်းလုံးရက်တွေမကျင်နေကြောင်ပြဘူးသလား။ဒီလိုတော့မပြဘူးပါဘူး။သို့ပေမဲ့အလွန်မင်းမလုပ်ဘူးအမြဲတရိပ်ပြီးတယ်။တခါကမင်းကြီးကငါလုပ်ပုံကင်ပုံတွေမတင်ငါလို့ကြားတာနဲ့တင်ငါတော့မသိဘူး။သူ့ဟာသူမင်းကြီးစီသွားပြီးငါလုံနီးကန်နီးတွေလမ်းမှန်ကြပုံ ပြောဆိုထင်ပါရဲ့ကွယ်။မင်းကြီးကကျင်းနေရုံနဲ့မကဘူး။အဲ့ဒီနီးတွေပြန့်နှံ့စီလို့တော့ ြောလိုက်သေးတယ်။နောက်အတော်ကြာလို့ငါနဲ့မင်းကြီးတွေ့တော့မင်းကြီးကဟဲ့ကောင်မင်းမိမမတ်တင်ကမင်းထက်အပုံကြီးတာပါလား။ပညာရောပြောဝန်ဆိုကြရောအင်္ဂလိပ်စကားပြောများမင်းထက်အပုံပုံကြီးတော်ပါလားလို့တောင်းအောက်ကိုပြောလိုက်သေးတယ်။ငါကအဲ့ဒါစိတ်မထွက်သေးလို့စိတ်ထွက်လို့ပြောရရင်ဒါထက်အများကြီးတော်ပါသေးတယ်လို့တောင်းငါကရေပြောခဲ့သေးတယ်။အေးလေကွယ်လူရင်းမတော့လူသက်ထောင်မှုဖြစ်နေပါစေ။စေနာထားတဲ့ရင်ဆောင်ရွက်တဲ့လျင် အထအရောက်အကျိုးရှိတာပဲ။ကိုင်းကွယ်အခုတော့ လုံချစ်ကနေလူတယောက်ကိုတည်ပြီးမှ ပြန်တွေ့ရတယ်လို့ငါအင်မတန်ဝမ်းမြောက်တယ်။ငါလဲငါအပေါ်အထင်လဲနေတာကြီးရှင်းသွားလို့အင်မတန်စိတ်ချမ်းသာတာပဲကွာ။အဲ့ဒါတွေထက်ငါပိုပြီးဝမ်းသာတာရှိသေးတယ်။အခုအများအတွက်ဆောင်ရွက်ကြတဲ့လူတွေအချို့လဲအရဲ့ရဲ့အနေနဲ့အစည်းဝေးတွေရောက်ဟောလာပြောလာလို့ဇင်းသားတွေလည်းပါအဲ့ဒီမှာအင်မတန်လူသည့်နေတကြားရှိကြတာပဲ။အခုတွေ့ရတာကတော့လူတည်ခြင်းမရှိကြော်စောခြင်းမရှိ ူမြအကျိုးဖြစ်လျင်ပြီးရောဟဲ့ဆိုပြီးအဟုတ်တကယ်အနိနာခံပြီးကြိတ်အလုလုနေတဲ့မင်းတို့လို လူသားမျိုးတွေရှိသေးကြောင်းသိရတာနဲ့မြန်မာနိုင်ငံကြီးအတွက်ငါဖြစ် ပုံကြီးအတက်သားရပဲကွအမှန်မှာမင်းခုလုံနေတဲ့ဟာတွေငါတို့လုံခဲ့တဲ့73နှစ်အတွင်းမှာလုံတဲ့လုပ်ငန်းထက်တောင်အရေးရောက်အကျိုးရောက်တယ်လို့ထင်တာပဲဒါတို့ကွယ်ဒါတို့ငါတငယ်ချင်းကြီးဖုန်းကြီးပါစေတက်ရှိပါစေမြင့်မြတ်တဲ့အလုပ်ကို ကိုယ်စိတ်နှပါချမ်းသာစွာလှုပ်ဆိုင်နိုင်ပါသည်ဒါရုဘုရင်ဒါရုဝိထုလီရတော့ဒီမှာပဲပြီးဆုံးသွားပါ යි ခင်ဗျာအခုလိုအခြေပြီးနားဆင်ခဲ့ကြတဲ့ပြည့်တဲ့တယောက်ချင်းတိတော်အထူးဝင်ယေရှုတင်ရှိပါခင်ဗျာ